အာယုံကြောညက်တယ်ဆိုတာအာယုံကြောတနေရာကိုဖိအားဖြစ်စေပြီးတော့အုံနောက်စီကိုအချက်ပြသတိပေးမှုတွေပေးပို့စေတာဖြစ်ပါတယ်။ထိခိုက်ထားတဲ့အာယုံကြောကိုမူတည်ပြီးတော့ခန္ဓာကိုယ်အစိတ်အပိုင်းအမျိုးမျိုးမှာနာကျင်တာတွေထုံကျင်တာတွေအားနေတာတွေဒီလိုလက္ခဏာတွေဖြစ်လာတတ်ပါတယ်။ဒီနေ့ဗီဒီယိုလေးထဲမှာကတော့အာယုံကြောညက်ပြီဆိုလို့ရှိရင်ဘယ်လိုမျိုးကုသလို့ရမလဲဆိုတာကိုပြပြပေးသားမှာပဲဖြစ်ပါတယ်။ ုံကျော်ညက်တယ်ဆိုလို့ရှိရင်ထိကြိုက်ထားတဲ့အာယုံကျော်တစ်ဝိုက်မှာထုံကျင်တာပူတလို့ခံစားရတာဆက်ပြင်းပြင်းဖြစ်တာ နာကျင်တာကြွက်သားအားနေတာစုကနေကျင်ကနေဖြစ်တာတွေခံစားရနိုင်ပါတယ်တခါတလေလူကလဲအိတ်နေရာကထားလိုက်တဲ့အခါမှာလက္ခဏာကပိုဆိုးနေနိုင်ပါတယ် အာယုံရော့ညက်တာကြောင့်တခြားကျမ်းမာရေးပြဿနာတွေလည်းဖြစ်လာစေနိုင်ပါတယ်။ဥပမာဆိုင်ယာဒီကတရောင်စစ်ကြောလက်ကဝိကြောနာကျင်မှုတွေလည်းဆက်ဖြစ်လာနိုင်ပါတယ်ရှင်။အာယုံရော့ညက်တာကခနာကိုရဲ့ဘယ်နေရာမှာမဆိုဖြစ်လေရှိပေမဲ့လေပင်ခါတရောင်စစ်နဲ့လက်ကဝိတွေမှာကတော့အဖြစ်များပါတယ်။ အယုံကျွန်းညက်တဲ့အခါမှာတတစီမဲနီလန်လေးတွေကိုဆက်ပြီးပြပြပေးသားပါမယ်။ပထမအုံဆုံးတစ်ခုကတော့ပိုအိတ်ပြီးတော့ပိုအနာယူပါ။အယုံကျောကိုပြန်ပြီးကျမစီဖို့အတွက်အိတ်ဆက်ခြင်းကိုမရှိမဖြစ်လိုအပ်ပါတယ်။အိတ်ဆက်တဲ့အခါမှာခန္ဓာကိုယ်ကအလိုလျောက်ပြန်လည်ပြုပြင်ပေးတဲ့အတွက်ကြောင့်မို့လို့လက္ခဏာတွေကိုမြင်မြန်တတစီနိုင်ပါတယ်။ဒီလိုအချိန်မှာနှာကျင်နေတဲ့အယုံကျောကိုတိတ်ပြီးတော့မြင်မြန်အလုံးမလုံးမှုစေဖို့အရေးကြီးပါတယ်။မဟုတ်ဘူးဆိုလို့ရှိရင်တော့အယုံကျောပေါ်ထိခိုက်မှုတွေကပိုဆိုးလာနိုင်ပါတယ်။အိတ်တဲ့အခါမှာဆိုလို့ရှိရင်လည်းသူ့ကို တတောတတာရှိစေမယ့်အနေအထားနဲ့အိတ်တင်ပါတယ်ရှင်နောက်တစ်ခုကတော့ကိုနေဟန်ထားကိုပြောင်းလဲပါ အနေအထားမမှန်လို့ရှိရင်အာရုံကြောပြဿနာတွေကပိုဆိုးလာတတ်ပါတယ်ရက်တဲ့အခါထိုင်တဲ့အခါမမှန်ကန်တဲ့ကိုနေဟန်ထားတွေကြောင့်ခန္ဓာကိုယ်မှာမလိုအပ်ဘဲနဲ့ဝင်ပြီးစီပြီးတော့ကြောရွံ့တဲ့ကြောက်သားတွေကို ထိခိုက်စေတာအာရုံကြောညက်တာတွေကို ဖြစ်လာစေတတ်ပါတယ်နောက်တစ်ချက်ကအလေ့ကျင့်ခန်းလုပ်ပါအယိုးကြောအစစ်ဆရာဝန်တွေအကြံပြုထားတဲ့လေ့ကျင့်ခန်းတွေကိုပုံမှန်လုပ်ပေးပါ အကျော်ရီပြီးရောပြီးတော့ပြော့ပြောင်းလာပြီဆိုရင်တော့ပြသက်တာမှုလေးကူပါတယ်တကယ်လို့လေးကျင်ခံလို့ရင်းနေနာကျင်မှုတွေကပိုဆိုးလာတာအဆင်မပြေတာတခုခုဖြစ်လာခဲ့မယ်ဆိုရင်တော့ရက်လိုက်တင်ပါတယ်ရှင်နောက်တစ်ချက်ကခြေထောက်ကိုမြင့်ထားပါ ခါမှာအာယုံကျညတဲ့သူတွေကတရိုးစီကဖိအားဖြစ်စေတာကိုရောစေဖို့အတွက်အခြေတော့ကိုမြင့်နာမယ်ဆိုရင်တော့တတနိုင်ပါတယ်။အဲ့တဲ့အခါမှာဒူကောင်းအောင်မှာပေါ့နော်ခေါင်းအောင်လေးခူထားမယ်ဆိုလို့ရှိရင်တော့နေရတတစေနိုင်ပါတယ်။နောက်ထပ်တစ်ချက်ကရေခဲအိတ်ရင်းနှီးအိတ်ကပ်ပေးပါ။အပူနဲ့အေးတလဲစီကတ်တာကရောင်ရမ်းမှုကိုရောကျတတစေနိုင်ပါတယ်။ဒီလိုနှမျိုးပေါက်တာကသွေးလည်ပတ်မှုကိုကောင်းစေပြီးတော့နာကျင်မှုတွေကိုလည်းတတစေနိုင်ပါတယ်။ရင်းနှီးအိတ်ပဲဖြစ်ဖြစ်ရေခဲဝတ်ပဲဖြစ်ဖြစ်ကတ်တဲ့အခါမှာခံနိုင်လောက်တဲ့အပူချိန်နဲ့တစ်ချိန် ို15မိနစ်လောက်တနည်းကိုသုံးချိန်လောက်ကပ်ပေးပါနော်နောက်ဆုံးတစ်ခုကတော့နေထိုင်မှုပုံစံပြောင်းလဲပါရေရှည်မှာလမ်းလျှောက်တာ ရေကူးတာစပိန်စီးလာတို့လိုမျိုးလှုပ်ရှားမှုတွေနည်းနည်းချင်းပုံမှန်လုပ်ပေးသွားရင်တော့ဒီလက္ခဏာတွေနဲ့အဝေးမှာတတောက်တတာနေနိုင်မှာပါကိုယ်လေးချိန်ထိမ့်သိမ့်တာကလည်းအာယုံကြောတွေအပေါ်ကိုဖိအားရော့စေပြီးတော့ပုံမှန်လှုပ်ရှားမှုတွေကြောင့်ရောင်ရမ်းမှုတွေကိုလည်းရော့စေမှာပါလေ့ကျင့်ခန်းမလုပ်ခင်နဲ့လှုပ်ပေးတဲ့အချိန်မှာအကျောလျှော့တာကခန္ဓာကိုယ်ကိုပြော့ပြောင်းစေပြီးတော့အာယုံကြောတွေတိုင်းမှာလည်းဖိအားရော့စေပါတယ်ဒီလောက်ဆိုလို့ရှိရင် ်အာရုံကြောညှက်ခဲ့မယ်ဆိုလို့ရှိရင်ဘယ်လိုကုသလို့ရမလဲဆိုတာကိုသိလောက်ပြီလို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်